ဒီအပိုင်းဝမ်ပွဲတွေတောက်လျှောက်ဆက်နေတာရဲ့ကျွန်တော်နေမကောင်းဖြစ်နေတာရဲ့အကြောင်း UFC ပွဲကြိုကိုခုမှတင်ပြတယ်။အဲမနေ့ပြန်မှာဆိုတော့မိတော့မိပါသေးတယ်။၃ပွဲပြောပြမယ်လူရင်းတွေပဲပြောမယ်။ပထမအဆုံးပွဲဖန်ပွဲလူစားဝင်ထိုးရတဲ့ဂျပန်ကစွတ်ချင်မဟုတ်ဘူး။ MMA ၁၀ပွဲမှာရှုံးပွဲလုံးဝမရှိဘူး။ UFC ကို Road to UFC ကနေတဆင့်စတင်ဝင်လာတယ်။ Road to UFC ဆိုတာကအရှားကိုအခြေပြုတဲ့အဲ့မှာဆော့လို့လက်ရည်ရှိတယ်အနိုင်ရတယ်ဆိုရင် UFC ကြီးကိုတိုက်ရိုက်စာချုပ်ခွင့်ရှိတယ်။ တုံးပွဲဆက်နိုင်ပြီးတော့ UFC ကိုရောက်လာတယ်နောက်ဆုံးဖွဲ့ကာလိုဟန်တာဒက်စ်ကိုလည်းအမှတ်နဲ့နိုင်ထားတယ်ခရတီဂျူရိုသမားဗျခရတီကတော့ရှိုဒကန်ခရတီစတိုင်လို့ထင်တယ်ဘော်ဒီကတော့ဂျူရိုသမားရဲ့ဘော်ဒီတိုက်မျိုး ground king ကိုတော်တော်လေးကြိုက်တယ် single လက် double လက်ထဲဂျူရိုရဲ့ Oshigari Ogoshi Osotogari အဲ့လိုမျိုးတိတ်တောင်းတွေကိုပို့ပြီးတော့တုံးတက်တယ် ီလိုပြောလို့စင်ငလက်တပက်လက်မရဘူးလို့ဆိုလိုချင်တာမျိုးမဟုတ်ဘူးเนาะအဲ့ဒီဂျူဒိုကလစ်ကနေပြီးတော့အီပိုးနေလောက်ရတာပို့ပြီးတော့အာတန်တယ်လက်တီနဲ့ခြေကန်ချက်ကလောဝါရှိုဒဂန်စတိုင်ပြဝန်နာပွိုင်းလိုပဲခရက်ဒစ်ကိုဘာမှမပြောင်းလဲထားဘူးခြေကန်ချက်တွေသတိထားရမယ်လက်တီဘယ်ဖြောင်းဂယူဆိုင်ရမယ်ဆပ်ပေါ်သမားဖြစ်လို့ဘယ်ခြေဘယ်လက်ကိုပို့ပြီးတော့ဂယူဆိုင်ရမယ်ရစ်မှာလည်းသုံးလမသာလို့ distance ပိုင်းမှာ van အတွက်အခက်တွေးရနိုင်တယ်ကိုရီးယား van က striker only သွားတာမို့လို့ရှင်ထိုးရင်တော့ခုနကပြောတဲ့အကွာအဝေးချိန်ညှိပြီးဆော့နိုင်ရင် တာတယ်လို့ဆိုနိုင်တယ်။သို့တော့ပုံမှန်မဟုတ်တဲ့ဂျူရိုသူတို့တွေကိုဘလို့ဂိုင်းတွင်မလဲ။တိတ်တောင်းဒက်ဖန်တွေကိုဝက်စလင်းဒက်ဖန်ပုံစံမျိုးမဟုတ်ပဲနဲ့နိုဂီဂျူရိုကလစ်ဒက်ဖန်ပိုင်းတွေကို ပြင်ဆင်ထားနိုင်မှတော့ခါကြမယ်။ ground game ကိုရောက်သွားလို့မရဘူး။ back position လုံးဝပေးလို့မရအောင်။ထပ်ပြောမယ် back position လုံးဝပေးလို့မရအောင်။ UFC မှာဘန်တွေးခဲ့ဘူးတဲ့လူတွေတော်တော်များများကစတန်သမားတွေများတယ်အခုဂျပန်ဖိုက်တာက ground သမား တော်တော်အမားနည်းနည်းနဲ့ကင်တွယ်နိုင်မှရမယ်မဟုတ်ရင်တော့သိမ့်မလွယ်ဘူးလိုင်းပေါ်မှာပြောနေတဲ့ van အတွက်လွယ်ကူတဲ့ပြိုင်ဘက်ဆိုတာရှောက်ပြောနေတာ van က striking by အားတာပြီးတော့ japan fighter က ground ပိုင်းပြန်အားတာနေတယ်ဘလို့တိတ်တောင်း defend ကို လုံမလဲဆိုတဲ့အပိုင်းကဒီပွဲရဲ့အကောင်ဆုံးမိကုံတစ်ခု ဖြစ်လာတယ်ပေါ့ကျင်း van 1.58 race through ra japan fighter 2.372နဲ့ van ကတော့အထက်ကြီးပေါင်းနေပါတယ် ဟုတ်ပြီနောက်တစ်ပွဲကိုသွားရအောင် KG နဲ့ Rafa Fizit UFC 313ရဲ့ဒုတိယကောင်ပွဲ2023 match လတုံးကတခါတွေ့ဖူးထားတယ်အဲ့ပွဲမှာ KG ကအမှတ်နဲ့နိုင်ထားတယ်အခုပွဲကဒင်းဟုတ်ကလက်ကျိုးသွားလို့ပွဲကထွက်သွားတယ် Rafa Fizit ကလူစားဝင်ထိုးပေးတယ်လူရင်းကိုပြောရရင်နှစ်ယောက်လုံးကစောက်ကြမ်းနေမိကုံရန်ကုံကြမ်းကြတဲ့ကောင်တွေပါရှေ့ပွဲမှာလည်းကြမ်းခဲ့တာပဲအခုပွဲလည်းထက်ကြမ်းအောင်ပါပဲတိုးတော့ Justin Gaethje ကပွဲတောက်လျှောက်ရှိတယ်။ UFC 300ကနောက်ဆုံးပွဲဆိုပေမဲ့ Rafael Fiziev ထက်တော့ပွဲစိတ်သေးတယ်။ Rafael ကပွဲဝေးတာတနစ်ခွဲရှိပြီ။ Gaethje ကဒင်းဟုတ်ကအတွက်ပြင်ဆင်ထားတယ်။ဒင်းဟုတ်ကလည်း striker ပဲ။အခုအစားဝင်လာတဲ့ Rafael ကလည်း striker ပဲ။ဆိုတော့ဘာမှဟသွားတာမျိုးသိပြီးမရှိဘူးလို့ထင်တယ်။ဒီတစ်ချက်နဲ့တင် Gaethje ကိုကျွန်တော်က60 Rafael ကို40ပေးပါတယ်။ကျုံးတာကတော့ရှယ်ကျုံးကြမှာ။ Stand 5မှာကြိုက်တယ်။ အသေးပြင်းမှကြိုက်တယ်ဆိုတော့ပြိတ္တတွေစိတ်ပြတ်ရမယ်ပွဲပွဲတော့ဖြစ်မှာမဟုတ်ဘူးပေါက်ကြီးကတော့ထူးဆန်းနေပြ KG 2.199 Rafi 1.686နဲ့ Rafi Physics ကအထက်ကြီးပေါက်နေတယ်နှစ်ယောက်စလုံးနောက်ဆုံးပွဲတွေရှုံးထားတာချင်းအတူတူဘာကြောင့်ပေါက်လဲတော့မသိဘူးကျွန်တော်ကတော့ KG ကိုအသာပေးပါတယ်ဟုတ်ပြီ main event ပွဲတော်တော်စားတဲ့ပွဲပြပါရီကဘယ်လိုဆော့မလဲဆိုတာလူတိုင်းသိတယ်ခလေးစာခွေးဆုံးပဲမကုံမဘယ်လိုထွက်လာမလဲဆိုတာကဘေဒီဖြစ်နေတာ ဘာလို့လဲဆိုတော့သူကခေါင်းမာတယ်အလက်ဇန်ဒါရော့ကစ်ကိုလည်းဝင်မလုံးဘူးဒင်းနေပိုင်းနေမှာ တွေးသမျှစတိုက်ကာတွေကိုတယောက်မှဝင်မလုံးဘူး risk အရန်ယူပြီးစော့တယ်ကိုကစမ်းဖို့နဘာသမားဖြစ်နေတာတော့ ground game ကိုနောက်ဆုံးမှသွားတယ်ဂျန်ပေါ်ဝါဟော်ရစ်နဲ့ပွဲမှာတော့ရှင်ထိုးကြည့်တယ်မရလို့ ground mine ကိုခေါ်ဆော့တော့သူတာသွားတယ်ဘာတို့ကပဲဖြစ်ဖြစ်သူကရှင်တော့ထိုးကြည့်သေးတယ်မရမှဆွဲပြီးတော့ထုတ်ထောင်းတာဒါကိုကြည့်ချင်းအဖြစ်မိုကိုမကြီးကခေါင်းမာတဲ့ fighter ဆိုတာအရန်သိတာတယ်ဒါမှမဟုတ် ူရဲ့ striking ကို Alice ကိုရှင်းနိုင်လားဆိုတာသူ့ကိုယ်သူပြန်ပြီးတော့စာမွေးပွဲဆင့်နေတာမျိုးလားမပြောတတ်ဘူးသူကိုယ်တိုင်မဲ့အသိဆုံးဖြစ်မယ်အဲ့တော့အခုပွဲမှာလဲပါရီယာကိုရှင်ထိုးကြည့်အောင်မယ်ဆိုရင်သူမှောက်သွားနိုင်တယ်ပါရီယာဆိုတာက level တစ်ချက်ပဲလိုတာဗျရှင်ထိုးနေတဲ့အချိန်လေးမှတင်းတစ်ချက်ကလေးမှားသွားတာပဲဖြစ်ဖြစ်လိုအပ်ချက်တစ်ခုရှိသွားတာပဲဖြစ်ဖြစ်မှောက်သွားနိုင်တယ်သူအတွက် risk အနည်းဆုံးကဝယ်လုံးမှပဲရမယ်အဲ့လိုမဟုတ်ဘူးငါရပါတယ်ရှင်ထိုးကြည့်အောင်မယ်ဆိုရင်တော့ ရှေ့ရှေ့ကနောင်တော်ကြီးတွေရဲ့လမ်းစေးကိုပဲလိုက်သွားလိမ့်မယ်။ပါရီယာကလည်းသူ့ကိုဝင်လုံးနိုင်တယ်ဆိုတာသိရပြ။ဂျူရိုဆီယာမာကြီးခေလာဟာရီဇင်နဲ့ရှယ်ချင်းနေတယ်။ဂလိုဖာတရှိယာကြီးကလည်းဘေးကနေရန်ပေးထားတယ်။တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။ဒီပွဲအတွက်ဇက်ဆောင်ကမကုန်မတ်ပါ။သူစောတဲ့ပုံမှာမူတည်ပြီးတော့ပွဲတစ်ပွဲရဲ့တန်ဖိုးအနိုင်မြင့်ကအပြောင်းလဲဖြစ်သွားမှာပါ။ပါရီယာကတော့ flow တိုင်းပဲလိုက်ကစားမယ်လို့ထင်ပါတယ်။ပေါင်ချင်းမှာပါရီယာ1.87မကုန်မတ်1.93 ပေါင်နေပါတယ်ပါရီယာကားတော်မှာနည်းနည်းလေးအထက်ကြီးပြန်ပေါင်နေပါတယ်အရင်ကအောက်ကြီးပါ MMA မို့လို့သူတို့ဘလို့စောကြမလဲဆိုတာကအခေယာကြတယ်ဘာမဆိုဖြစ်နိုင်ပါတယ်ဟုတ်ပြီ UFC 313ကမြန်မာအချိန်နဲ့ဆိုရင်မနက်6နာရီလောက်ကနေစလာမယ်ဖန်ပွဲက7နာရီခွဲဝင်းကျင်လောက်ဖြစ်မယ် main gate တွေက9နာရီခွဲဝင်းကျင်လောက်ကနေစလာမယ် ပွဲစဉ်အစားအဆုံးကိုကျွန်တော် Telegram မှာ live လင်းပေးသွားမှာဖြစ်ပါတယ်။ Commentator အနေနဲ့ကတော့ Van ပွဲကနေစပြီးတော့ခေါင်ပွဲ၅ပွဲအပဝင်9ပွဲတောက်လျှောက်လွှင့်ပေးမှာဖြစ်ပါတယ်။ Okay ဒီနေ့တော့ကတော့ဒီလောက်ပါပဲ။ Channel အမှတ်ဆရာပါကျွန်တော်နေရတာပါ။မနက်ဖြန် Telegram မှာတွေ့ကြရအောင်။တဒါ social media platform တွေရဲ့ rule အရာကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN1H ကိုသုံးပါ